လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းကော်မတီရဲ့လုပ်ငန်းစဉ်တွေဟာတရားရုံးတွေသာမကဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာတရားဥပဒေနဲ့အညီပြုမှုကျင့်ကြံမှုရှိမရှိဆိုတာကိုစစ်ဆေးလေ့လာသုံးသပ်တာဖြစ်တယ်လို့ကော်မတီအဖွဲ့ဝင်တအုပ်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပသိမ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကပြောပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ RFA အဖွဲ့သားဦးတင်အောင်ခိုင်ကတင်ဆက်ထားပါတယ်ခင်ဗျာဒေါ်ဟွန်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ညီညာရေးကော်မတီဟာ တ်မှတ်ထားတဲ့တက်တန်းတစ်နှစ်ကုန်ဆုံးတဲ့အခါမှာလွှတ်တော်ကိုအစဉ်ခံစားတင်သွင်းရမှာဖြစ်ပါတယ်။တချို့ကထင်တာတရားစီရင်တခုလည်းမထင်ဘူး။တရားစီရင်တခုလည်းမဟုတ်ဘူး။ဘယ်ဌာနဆိုင်ရာအဖွဲ့အစည်းပဲဖြစ်ဖြစ် ာတရားဥပဒေနဲ့အညီပြုမူကျင့်ကြံလေးခံလုပ်ကြကြဖို့ဒါခင်းကြီးမယ်စောင့်ကြံမယ်နှိုးဆော်မယ်တိုက်ပွန်းမယ်နောက်တစ်ခုကသက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေနဲ့ဒီကိစ္စအောင်မြင်ဖို့အတွက်ဥပဒေမူတည်နိုင်ဆောင်ရွက်မယ်နောက်တစ်ခုကခုနလိုသက်ဆိုင်ရာယုံတွေကိုလိုက်ပြီးတော့တရားယုံတွေမဟုတ်ပါဘူးသက်ဆိုင်ရာယုံတွေလိုက်ပြီးတော့စောင့်ကြံကြည့်ရှုလေ့လာမယ်အပြီးရင်ဒီဟာနဲ့ပတ်သက်လို့ဒီဒီလိုလို့တော့ဖွဲ့ပြီးတဲ့ဒီလိုလို့တော့အစီအခံတာတည်မယ်တကယ်လို့တုံဆုံးတူအ ကအရေးယူဖို့ပုံရှိတယ်ဆိုလို့ရှိရင်လည်းဒီလိုလိုတော့တင်တာဒီပြည်လိုကနေတစ်ဆင့်အရေးယူတတ်မှတ်ထားတဲ့တက်တန်းတစ်နှစ်ကုန်မှအစင်ခံစားတင်ရမှာဖြစ်ပေမဲ့လက်ရှိတရားဥပဒေစိုးမိုးရေးအခြေအနေစိုးဝါးနေတာတွေကိုမြန်မြန်ပြင်နိုင်အောင်နှစ်ဝက်အခုမှပဲအစင်ခံစားတဲ့ဆောင်ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်အမှန်တော့သူ့ရဲ့ computer ပြုစီကြတော့လွတ်တော်ပြီးတာကတော့ဟိုတစ်နှစ်ကိုတော့နောက်ဆုံးတစ်နှစ်ပြည့် တချင်းတင်ပြရတော့အဲဒီအင်္ဂါတို့ကပြီးခဲ့တဲ့အခါကြာပြတ်တင်လိုက်တာကြာပြတ်ပါလို့တင်လဲဆိုလိုအပ်တယ်ထင်လို့ဒါမှပြုပြင်ပြောင်းလဲသွားအောင်နော်လိုအပ်တယ်ထင်ဒါမှလည်းဟုတ်အင်္ဂါတို့ကတည်းအခွင့်အရေးကိုဝင်ပြီးတော့စစ်ဆေးတာမဟုတ်ဘူးဟုတ်ကဲ့လားလေ့လာတယ်လေ့လာတယ်ဆိုတာကလေ့လာတယ်ကြီးစုတယ်ပြီးရင်အင်္ဂါတို့တုံတက်ဟုတ်ကဲ့ဒါပဲကော်မတီဝင်တွေထဲမှာကဏ္ဍလိုက်ထပ်မံဖွဲ့ကြပြီးတရားရုံးနဲ့ဌာနဆိုင်ရာတွေရဲ့အခြေအနေတွေကိုဥပဒေရှုထောင့်ကလေ့လာနေတယ်လို့လည်းသိရပါတယ်အင်္ဂါတို့ကော်မတီဝင် အသေးစိတ်ဖတ်တယ်။မဟုတ်ဆိုတရားရေးဆိုလို့ရှိရင်လည်းဥပဒေပညာရှင်တွေဖတ်တယ်။အုပ်ချုပ်ရေးဆိုလို့ရှိရင်လည်းတခြားအုပ်ချုပ်ရေးလမ်းအစဉ်တွေဖတ်တယ်။နောက်ကရင်းနဲ့ပတ်သက်လို့ရှိရင်လည်းရင်းလုပ်ငန်းနဲ့ဆက်ဆက်တဲ့တွေဖတ်တယ်။နေရာနဲ့ပတ်သက်လို့ရှိရင်လည်းနေရာနဲ့ပတ်သက်လို့ဖတ်တယ်။ဖတ်ပြီးတော့အဲ့ဒါလေးတွေမှတ်ချက်ပြုပြီးတော့သက်ဆိုင်ရာကော်မတီကော်မရှင်တွေလည်းပြုပြီးတယ်။ပြေဖို့ပြီးတဲ့အခါကျတော့သက်ဆိုင်ရာပြည်အောင်စုအစ်စ်ဖွဲ့စည်းပုဂ္ဂိုလ်တွေနဲ့လည်းတွေ့တယ်တွေ့ပြီးတော့ညှိနှိုင်းပြီးတော့ဖြည့်ရှင်းတယ်ပူးပေါင်းဆောင်ရွက်တယ်ပြေဖို့လိုက်တဲ့ဟာတွေနဲ့ပတ်သက်လို့လည်း အင်္ဂလိပ်ကပြီးဖို့ပြီးပြီဆိုတဲ့သဘောမျိုးမထားဘူးနဲ့ follow ကပြန်လိုက်တယ်။လိုက်ပြီးတော့မှအင်္ဂလိပ်ကမျက်နာတဲ့သူတွေအတွက်ပေါ့နော်။ပြည်သူလူထုအတွက်အင်္ဂလိပ်တရားဥပဒေစိုးမိုးကိုတိုင်းပြည်တည်ငြိမ်အေဂျင့်မှုဆောင်ရွက်တယ်။တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ရေးကော်မတီကိုအတိကတိုင်ကြားကြတာကတော့အုတ်ချုပ်ရေးပိုင်းကတရားရေးကိုဝင်ရောက်ဆွတ်ဖက်နေတာတွေပါဝင်တယ်လို့ဆိုပါတယ်။ အဲ့ဒါကဒီလူတွေကိုလည်းကအငယ်တို့ပြောတာ။ဘာလို့ရှိနေတယ်လဲပြောတာ။အငယ်တို့ကလည်းဒီမှာတက်သေးတယ်၊အမှုတွေလည်းပြောတယ်။ဘာလို့ဆိုတော့အုပ်ချုပ်ရေးပိုင်းကဝင်ရောက်ဆုတ်ဖက်တာတို့ပြန်ပြီးတာတို့နောက်တစ်ခါဘာလို့မလဲ။လက်ပြီးလက်ကိစ္စတို့နောက်တစ်ခုကအဲပြားစီရေးပိုင်းကဥရင်းနဲ့အမှုဆောင်ရွက်လာတာတို့ပါ။ငကိုလိုမို့တော့ပဲနဲ့တိုင်းတာတစ်ခုကိုဒီယုံနေလာတယ်ပေါ့နော်။အဲကြောင့်ယုံနေပြီးတော့သူတို့လွတ်လွတ်စပယ်မလုံးတော့ဘူး။အချိန်ကြီးတက်လာတယ်။အဲ့ဒါတွေကိုသူတို့ပြောတာ။ဒါမှမဟုတ်တာတော့အတိုင်းတာတို့ အကျိုးရှိပါဘူး။လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီကိုပါတီစုံကလွှတ်တော်ကိုယ်စားလှယ်15ဦးနဲ့မနစ်ကဩဂုတ်လ9ရက်နေ့ကဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျာ။